င်းပေးသမျှအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကြီးစက်သတင်းချန်နယ်မှာဒီကနေ့မတ်လ14ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတစမှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတစမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တရရက်ခံအပ်ပါတယ်ခင်ဗျာခိုးရကဗရမအဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့အေးတိုက်ခိုက်နေတဲ့နေခံဘူဟာခွန်းကိုလက်နဲ့ပြစ်ကူပေးနေတဲ့စုံကုန်းမြောက်တပ်မှာနှစ်ဖက်အပြန်အလှန်ဖြစ်ခက်တန်နေထွက်ပေါ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ် ရခိုင်ပြည်နယ်အန်းနဲ့မကွေးတိုင်းအဆက်အံပရန်လမ်းပေါ်မှာရှိတဲ့နေကံဖြူဝါခုံးကိုလက်နက်ပစ်ကိုပေးနေတဲ့ဗရန်မျိုးနယ်မှာအင်အားအကြီးဆုံးစုံကုန်းမြောက်တပ်မှာနှစ်ဖက်အပြန်အလှန်ဖြစ်ကတ်တများထောပေါ်နေတယ်လို့သတင်းရရှိပါတယ်ဗရန်မျိုးနယ်15မိုင်ကွာမှာရှိတဲ့အင်အားရာနေချီဖြင့်ခန်းဆဲလောက်ထားတဲ့စုံကုန်းမြောက်ကြီးတပ်မှာယမန်နေ့မတ်လ13ရက်နေ့ညကဒေါ်လိုင်းထပွက်များနဲ့နှစ်ဖက်အပြန်အလှန်ဖြစ်ကတ်တံတွေထောပေါ်ခဲ့တယ်လို့ဗရန်ဒေသခံစည်ရေးသတင်းရင်းမြစ်တဝူကဆိုပါတယ်မင်းညားကဖြစ်ခဲ့တဲ့နေကြတယ်ဒေါ်လာရင်တပွက်တွေနဲ့အပြန်အလှန်ပြစ်ချတာလို့ထင်ပါတယ် ။ဇုံကုံအမြောက်တက်ကအန်ယိုးဘော်ကတိုက်ပွဲတွေနဲ့ရွာတွေကိုလက်နက်ကြီးနဲ့ပြင်းနေတဲ့တပ်စခန်းတစ်ခုပါလို့ပြောပါတယ်။ဇုံကုံအမြောက်ကြီးတက်ကလက်နက်ပစ်ခုပေးနေတဲ့နိုင်ငံပြူဟာစခန်းဟာအာရခတ်တော်အေးအေးဦးဆောင်တိုက်ခိုက်နေတဲ့စခန်းလေးဖြစ်ပါတယ်။ဇုံကုံအမြောက်တက်နဲ့မနေမဝေးရှိချင်းလုံးမျိုးများနေတိုင်းနဲ့လက်ပန့်တကားရွာနေမှာဓမ္မ69မှာအင်းအားရာနေချီထိုင်စခန်းချတာပြီ။လန်သွားလန်းလာများကိုစစေးဖန်ဆင်းမှုတွေလည်းရှိနေတယ်လို့မြေပြင်ဒေသခံတအူးကပြောပါတယ်။ဓမ္မ69အင်အားချထားတဲ့ရွာကနေရီကန်စခန်းရှိတဲ့ရိုးဘော့ကိုတက်တဲ့လမ်းမှာရှိတာ လမ်းသွားလမ်းလာတွေကိုစောင့်ကြည့်တာဖန်ဆီးတာတွေလည်းရှိနေတယ်လို့ပြောဆိုပါတယ်။လက်ပံတကားရွာမှာအင်ချီ150ဝန်းကျင်ရှိပြီးရိုးတောင်အောက်မှာရှိတဲ့ချင်းကြီးဝါဒီဝါဖြစ်ပါတယ်။နေအီကန်လေးချောင်းရံကားဝဲစကတ်မှာကြာဆုံးစီရင်အချမ်းဘက်စခေါင်းစီဘက်မှာဓမ္မ90ကိုအိုးဆောင်ပြီးတော့ဗီဒိုးဆင်အများပြားနဲ့ခိုးကန်နေကြတယ်လို့သိရပါတယ်။ဒါပြင်မကွေးတိုင်းဘက်မှာခန်းစင်များစခုများပြင်ဆင်ထားပြီးလေးချောင်းဒရုန်းလက်နက်ကြီးများဖြင့်နေအီကန်ပြူဟာစကတ်နေဝန်းကျင်ကြီးဝါဒီကိုပြစ်ခုပေးလျက်ရှိတယ်လို့သိရပါတယ်။အဆိုပါနေအီကန်ပြူဟာကုန်းအောက်မှာရေးပါတဲ့ စကောင်းစီရဲ့တောင်ခုံတချို့ကိုအေးအေးကပြီးခဲ့တဲ့ရက်ပိုင်းမှာတင်ပိုက်ထားပြီးနဲကံပြူအားကိုလည်းအေးအေးကအပြင်းထန်တိုက်ခိုက်လျက်ရှိတယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ပဲခူးတိုင်းဗရောင်မျိုးနဲ့မှာရှိတဲ့ညောင်ချိုးစကောင်းစီတက်စကန်းကိုအေးအေးကတင်ပိုက်ရရှိပြီးစကူအင်ကရာပေါင်းများစွာနဲ့စတက်ကခိုးကန့်ပေမဲ့နှစ်လအနီးပါးကြာမှရှုံးနေခဲ့ကညောင်ချိုးစကန်းကပဲခူးတိုင်းမှာအေးအေးကဒုတိယမြောက်တင်ပိုက်ရရှိတဲ့အချမ်းဖက်စကောင်းစီတက်စကန်းဖြစ်လာတဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ပဲခူးတိုင်းဗရောင်မျိုးနဲ့မှာရှိတဲ့ညောင်ချိုးစကောင်းစီတက်စကန်းကို အေးဦးဆောင်တဲ့ဒေါ်လန်ရေးတပ်များကဒိမ့်ပတ်ရရှိသွားပြီဖြစ်တယ်လို့ဒေါ်လန်ရေးသတင်းရင်းမြစ်ကပြောဆိုပါတယ်။ဇန်နဝါရီလမှစတင်ပြီးဗဟိုတိုင်းပထောင်မြို့နယ်ညောင်ချိုးတက်စခန်းမှာအေးအေးနဲ့စခေါင်းစီတပ်များကြားတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းထို့နောက်တိုက်ပွဲများဟာစတိုက်ပြင်းထန်ခဲ့ပြီးစခေါင်းစီတပ်များကလေကြောင်းမှတဆင့်အကြီးကျယ်ခုခံခဲ့ကြောင်းဒိုရမာတိုက်ပွဲများနှစ်လနီးပါးကြာမြင့်လာခြင်းမှာစခေါင်းစီတပ်တွေဟာညောင်ချိုးတက်စခန်းမှာစတင်ဆုတ်ခွာပြီးတော့ဒီကနေ့မှာအပိတ်တ်စခန်းတစ်ခုလုံးကိုဒိမ့်ပတ်ရရှိသွားပြီဖြစ်တယ်လို့သိရပါတယ်။မရှိလာစတေးရနေကလေးကညောင်ချိုးစခန်းကနေစတက်ကစဆုတ်ခွာတာ။ အခုတော့စကန်းတော့ရသွားပြီလို့ကျေနပ်ရတယ်လို့တော်လိုင်းသတင်းရှင်မြစ်ကပြောဆိုပါတယ်။လက်ရှိမှာအေးကရခိုင်ပြည်နယ်တောင်ခုံမြို့နယ်နဲ့ထိဆက်လျက်ရှိတဲ့ဘိုးတိုင်းပရောင်မြို့နယ်မှာမူတီတောင်စကန်းကိုပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက်ဒုတိယမြောက်စကန်းဖြစ်ညောင်ကျိုးစကန်းကိုသိမ်းပိုက်ရရှိသွားခြင်းဖြစ်ပါတယ်။ဒါကြောင့်အေးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဦးခိုင်သူကထံသို့ညောင်ကျိုးစကန်းစီတက်စကန်းသိမ်းပိုက်ရရှိမှုအခြေအနေနဲ့ပတ်သက်ပြီးဆက်သွယ်မေးမြန်းရမှာလက်ရှိမှာတော့တုံ့ပြန်ဖြေဆိုခြင်းတော့မရှိသေးပါဘူး။ညောင်ကျိုးစကန်းသိမ်းတိုက်ပွဲမှာစစ်တပ်ဘက်ကဒေသုံးသူတွေများပြားပြီး အရှင်ဖန်ဆီရရှိတဲ့စက်တုံမှန်းများရှိကလက်နက်ခဲယမ်းများကိုလည်းအေးအေးကတင်းဆက်ရရှိထားတယ်လို့သိရပါတယ်။ဒါပြင်ဆိုပါညောင်ကျိုးစကရမကြားစီရန်တို့ကစတကစမှုတံတသားတဲ့များအပါအဝင်စကူအင်အားရာပေါင်းများစွာပြေပို့ခဲ့ပြီးလေချောင်းကနေပြခုများနဲ့တောက်လျှောက်ခိုးကန်ခဲ့ပေမဲ့နလာနေပါကြာမြင့်လာတဲ့ချိန်မှာစကန်းကိုလက်လွတ်ပြီးစောက်ခွာထွက်ပြေးသွားရခြင်းဖြစ်ပါတယ်။ထို့နောက်စကောင်းစီတံများနဲ့စကူတက်တွေဟာလက်ရှိအုပ်ရှိပင်မျိုးကိုအခြေပြုပြီးတော့အကြီးအကျယ်ခိုးကန်စေပြင်ဆင်နေတယ်လို့မျိုးကိုအခြေပြုထားတဲ့အမြောက်တပ်စကန်းများကလည်းလက်နက်ကြီးများနဲ့တစ်ချိန်လုံးဖြစ်ခဲ့နေကြောင်း ဒါပြင်အရှေ့ပင်မြို့အနီးမှာစတဲရဲ့လက်နက်ကြီးပစ်ခတ်တပ်များကိုခြေလောင်စွာကြားနေရကြောင်းစကောင်းစီရဲ့စေရင်နာများဟာလည်းအရှေ့ပင်ပထောင်လမ်းမိုင်းမှာတက်ဆင်းနေများပြားနေကြောင်းသိရပါတယ်။လက်ရှိမှာအေးအေးကထိုးစစ်တွေကိုရခိုင်ပြည်နယ်ထိစပ်နေတဲ့အေရဝီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွင်းထိထိုးဖောက်ဝင်ရောက်တိုက်ခိုက်လျက်ရှိတယ်လို့အေးအေးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ထိုင်းနိုင်ငံမှာအလုံးလုံးရန်တောင်ရင်မြစ်ကိုဖျက်ခူးပြီးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားလူငယ်၁၀ဦးကိုဖမ်းဆီးရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ ထိုင်းနိုင်ငံမှာအလုံးလုံးရန်တောင်ရင်မျိုးကိုဖျက်ကူးပြီးတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိတယ်လို့သိရှိရပါတယ်။ပြီးခဲ့တဲ့မတ်လ၁၃ရက်နေ့ကထိုင်းမြန်မာအမှတ်၈ချစ်ချီတရာအနီတောင်ရင်မျိုးကိုဖျက်ကူးပြီးဝင်လာတဲ့မြန်မာနိုင်ငံသား၁၀ဦးကိုဖမ်းဆီးရရှိခဲ့ကြောင်း၎င်းတို့ကိုစစ်ဆေးရမှာတရားဝင်စာရွက်စာတမ်းအထောက်အထားမရှိဘဲထိုင်းနိုင်ငံတွင်သူဝင်ရောက်လာခြင်းဖြစ်ကြောင်း၎င်းတို့ကထိုင်းနိုင်ငံမှာအလုံးလုံးကိုင်ရန်တို့ဝင်ရောက်လာခြင်းဖြစ်ပြီး၁၀ဦးစလုံးဟာလူငယ်များဖြစ်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးရရှိတဲ့မြန်မာနိုင်ငံသား၁၀ဦးစလုံးကိုဂျမိုင်းစစ်ဆေးမှုတွေပြုလုပ်ပြီးတော့ မဲဆောက်ရဲစခန်းမှာထိုင်းနိုင်ငံအတွင်းသို့တရားမဝင်ဝင်ရောက်မှုနဲ့စုံစမ်းစစ်ဆေးအမှုဖွင့်ရေးယူသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ထပ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့ရှမ်းမြောက်ဒေသမှာ GIA နဲ့တင်းနယ်လီရောက်ချေတံများကြအငင်းပွားမှုနှစ်ဖက်တွဲဆုံညီနိုင်ရင်ပြေးလည်မှာဖြစ်လို့အန်ယူဂျီကအကူအညီရအသိရှိနေတယ်လို့ကန်လန်းကစစ်တပ်ရဲ့တွဲခွဲမှုနဲ့ဆေးရနာရှင်ကြဆုံးပြီးတနိုင်ငံလုံးလုံမြောက်ရန်လက်ထကန်းသာလိုတော့တာကိုသတိပြုချရန်တိုက်တွန်းနေဆိုတဲ့တဲ့ငါကိုတင်ဆက်ပေးကြပါမယ်။ရှမ်းမင်းနယ်မြောက်ပိုင်းဒေသမှာ GIA နဲ့ ဘီအက်ဆယ်လက်ဖ်တန်နရီတို့ကြားမှာငင်းပွားမှုတချို့ရှိနေပြီးအဆိုပါချင်းတွေများကိုနိုင်ငံရေးနည်းလမ်းနဲ့နှပတ်တွဲဆုံညှိနှိုင်းရင်ပြေလည်လိမ့်မယ်လို့ယုံကြည်ကအန်ယူဂျီအနေနဲ့ကိုညီရန်အတင်းရှိနေတယ်လို့ယမန်နေ့ကကြေညာချက်ထုတ်ပြန်ပါတယ်။ရှမ်းမင်းနယ်မြောက်ပိုင်းမှာဖြစ်ပေါ်လျက်ရှိတဲ့မြေပြင်ငင်းပွားမှုတချို့ကြောင့်ဒေသခံပြည်သူများသာမကလူတို့လည်းရင်မှာပါဝင်နေကြတဲ့ပြည်သူလူထုတရားလုံးကြားမှာစိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်လျက်ရှိကြောင်းမိမိတို့တော်လှန်ရေးဖွဲ့စည်းအားလုံးဟာပြည်သူလူထုရဲ့လူလားဆန္ဒကိုဖြည့်ဆည်းနိုင်ရေးကြိုးပမ်းနေကြသူများဖြစ်ပြီး ဗီဒိုများရဲ့စိုးရိမ်တော့ကများရောကြစေရေးဖြေလျှော့ဆောင်ရွက်ပေးရန်လည်းထူးထောက်ဝင်ရှိတယ်လျောက်။နဖက်ဖွဲ့စည်းများရဲ့ခေါင်းဆောင်များကမိဘပရိပခများဖြစ်တာရှုမြင်ကြောင်းနိုင်ငံရေးနည်းနဲ့သာဖြစ်ရှင်းရမယ်ဆိုတဲ့တန်နိုင်ထန်ချမှတ်ထားကြောင်းကိုကြားသိရတဲ့တို့အထူးချိုးဆိုကြောင်းအန်ယူဂျီကထုတ်ပြန်ပါတယ်။1986ခုနှစ်ဖေဖော်ဝါရီလ14ရက်နေ့မှာကချင်းပြည်နယ်လွတ်လပ်ရေးဖွဲ့နယ်ဗလောင်ပြည်နယ်လူမျိုးရေးဖွဲ့တို့ဟာညီညွတ်ရေးမှအမိတ်စာချုပ်ကိုချုပ်ဆိုခဲ့ကြပြီးတော့ကချင်မျိုးသားများနဲ့ဗလောင်မျိုးသားများတို့ဟာနေမြင့်ချင်းကလေးရအေးတူပူမြတို့တို့ကနေတိုင်းလောက်ကန်စားတောက်လာခဲ့ကြတဲ့မျိုးသားများဖြစ်ကြောင်းနဲ့ နိုင်ငံရေးခန့်ယူချက်ချင်းဟာလည်းတုံ့ညကြကြောင်းဒါပြင်တပွဲရဲ့အချို့ကိုတပွဲကအားပေးထောက်ခံသွားမိတာမကကူညီရင်ပင်သွားမယ်လို့လည်းဆိုပါစာချုပ်မှာဖော်ပြထားကြောင်းစာချုပ်ပါရေးကြီးလုံးမှတ်သားတဲ့ချက်မှာအဖွဲ့အစည်းနှစ်ဖွဲ့ကြားဖြစ်ပေါ်လာတဲ့မြေတီပရိပခမျိုးကိုမဆိုမိဖက်ပရိပခဖြစ်ရှင်းနည်းဖြင့်သာဖြစ်ရှင်းသွားမယ်ဆိုတဲ့အချက်ဖြစ်ကြောင်းသိရပါတယ်ဒါပြင်လက်ရှိနယ်ဦးတော်လိုင်းကာလမှာဆေးရနာရှင်အားဘုံရန်သူဖြစ်၎င်းဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်တိဆောက်ရေးအားဘုံရီမှန်းချက်ဖြစ်၎င်းဒေါ်လိုင်းရင်အားစုများချာမှထပ်တူတက်မြတ်မှတ်ယူကြကြောင်း ဒေါ်လိုင်းအင်အားစုများရဲ့ဟန်ချန်းကြီးချုပ်ပန်းမှုတွေကြောင့်ဒီကနေ့ဆိုရင်ဒေတာလိုက်စကောင်းစီကင်းစင်နေမြေတွေချက်ချက်ပြန့်ပြန့်ပေါ်ပေါက်လာတဲ့ကဲတို့ဆေးရနာရှင်ကြာဆုံးပြီးတနိုင်ငံလုံးလုံမြောက်ရန်လက်ထကန်းသာလိုတော့တဲ့အချိန်တို့ရောက်ရှိနေပြီဖြစ်ကြောင်းဒါပြင်ဖက်ဖက်ကအင်အားချင်းနဲ့အရေးနိုင်လျက်ရှိတဲ့အကြံပေးစကောင်းစီဖို့ဒေါ်လိုင်းအင်အားစုများကြားမှာတက်ရှို့သွေးခွဲရေးဟာ၎င်းတို့ရဲ့အဓိကပြောအဖြစ်လာတဲ့ဆိုတဲ့အချက်ကိုလည်းသတိပြုရမှာဖြစ်ကြောင်းအန်ယူဂျီကအကြံပြုပါတယ်လက်ရှိပေါ်ပေါက်နေတဲ့အောက်ခြေပေါ်တိုင်းမှုများမှသည်လူမျိုးရေးအမုံတရားစီတို့မကျဲပြန့်သွားစေရန်တို့က နဖက်ဖွဲ့စည်းခေါင်းဆောင်များအနေနဲ့ထိန်းချုပ်ဆောင်ရွက်နိုင်မယ်လို့ယုံကြည်ကြောင်းနဖက်အမျက်နဲ့ချင်းဆိုင်ထွေးဆုံညီနိုင်မယ်ဆိုရင်ပြဿနာအများစုကိုခက်ခဲမရှိဖြေရှင်းပြေလည်စေလိမ့်မယ်လို့နားလည်ကြောင်းလည်းအန်ယူဂျီကထိုက်တွန်းပါတယ်ယခုရက်ပိုင်းတွင်းမှာလည်းနဖက်ဖွဲ့စည်းများကြားဘိုးအဆင့်ဆုံးနေမှုများလှုပ်ဆောင်မယ်လို့ဖော်ပြလာခြင်းဘီသူလူထုရဲ့သဘောဆန္ဒကိုရာယူမယ်လို့ဖော်ပြလာခြင်းများဟာလည်းပြည်သူဘောဆောင်ပြီးတော့ဘီသူကိုမျက်နှာမူလျက်အရေးကိစ္စများကိုဖြေရှင်းကြရမယ်ပြရုံများဖြေရမှာအဆိုပါချင်းတွေများကိုမျိုးသားညညွေအစိုးရကကြိုးဆိုလိုက်ပါတယ် ဒါပြင်အားလုံးဟာဘီသူကိုအဓိကထားပြီးတော့ဒိုင်းတဲဆောင်ရွက်ကြတဲ့ဒေါ်လန်ရေးပွဲစဉ်များဖြစ်တဲ့အားလျော်စွာဘီသူကိုမျက်နှာမူတဲ့နီးနာများနဲ့သာမိမိတို့ရဲ့ဂျုံတွေးရင်ဆိုင်နေရတဲ့အခက်အခဲများကိုရင်ဆိုင်ကျော်လွှားနိုင်မှာဖြစ်တဲ့ကဲ့သို့ဘီသူကလိုလားတောင်းတလျက်ရှိတဲ့ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဘဏ်နိုင်ကိုရောက်ချတန်းနိုင်မှာဖြစ်ပါကြောင်းနိုင်ငံကိစ္စများကိုနိုင်ငံရေးနည်းနဲ့ငြိမ်းချစွာဖြေရှင်းမှုဆောင်ရွက်ကြရမှာအန်ယူဂျီအနေနဲ့လိုအပ်သလိုကူညီဆောင်ရွက်ရန်အသင့်ရှိပါကြောင်းတိုက်တွန်းထားပါတယ်။အရင်နောက်တို့ရဲ့အိမ်မက်များဆိုတဲ့ဆောင်းမရှင်ဆရာလာဆိုးရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးကြပါမယ်။ ပြည်သူ့ကွယ်ရေးတပ်ဖွဲ့များနဲ့မာမိတ်တော်လှန်ရေးဖွဲ့များအလုံးလွတ်တွဲပါဝင်တဲ့အထွေထွေထိုးစစ်ကြီးတရတနိုင်ငံလုံးတိုင်းတာနဲ့ဆင်နွှဲကြပြီးဆေးရနာတင်းမှုကိုဆုံးသတ်မယ်လို့အန်ယူဂျီရဲ့ကာကွယ်ဝင်ကြီးဦးရီမွန်ရဲ့ကြေညာချက်ထုတ်ပြန်လာပါတယ်။ထို့တော့အာနာတိန်စစ်ဘုတ်ချုပ်များကတော့၎င်းတို့အနေနဲ့ဆက်ပြီးတော့ထိန်းချုပ်နိုင်လွမ်းရှိနေလေဟာနဲ့ခြောက်ပြူရင်နဲ့စကန်ရုရှားနျူကလ িয়ার တပ်ပေါင်းဖို့များနဲ့အိမ်မက်မနေကြဆဲဖြစ်ပါတယ်။ခြောက်ပြူရင်နဲ့စကန်နဲ့ထူးစွားရေးဆောင်ကိုအကောင့်ထဲပေါ်ရန်ဒင်းစိန်အစိုးရလက်ထက်2015မှာသဘောတူလက်မှတ်ထိုးခဲ့ပါတယ်။လက်ရှိမှာအာရကတက်တော့ဟာခြောက်ပြူမှာရှိတဲ့ ထညာဝရီရေးတဲ့စကန်ဌာနချုပ်ကိုပြင်းထန်ထိုးစစ်ဆင်နေချိန်လည်းဖြစ်ပါတယ်။သို့တော်အစိုးရရေးဟာတကယ်တမ်း၎င်းတို့နဲ့မပတ်သက်လျာနဲ့ဒုစစ်ကောင်ဆောင်စိုးဝင်းကအင်္ဂါနေ့မှာခေါ်ယူတဲ့ထိုးစစ်ပွဲရေးဆောင်ဖို့ကော်မတီစည်းဝေးမှာစည်းဝါရေးတရုံနဲ့ပူပေါင်းဆောင်ရွက်နိုင်ရေးအတွက်လွန်စွာအရေးပါလို့မပြင်းမနေအောင်မြင်အောင်လှုံ့ဆော်ရမယ်လို့ပြောဆိုသွားပြန်ပါတယ်။အစိုးရစည်းဝေးတက်ရောက်လာသူများဟာ၎င်းတို့ပိုင်စည်းဝါရေးလုပ်ငန်းများပင်အေးအေးမှဒင်းဆဲချိတ်ပိတ်ခံနေရတဲ့ချိန်မှာခွကြည့်ကမိုးဝင်စိန်ဒီထက်ပို၍ယူနမ်းမှုကိုရှိပါဦးမည်လို့တွေးနေကြမှာသာဖြစ်ပါတယ်။ ဘယ်ကြောင့်ဆိုတော့ဒေါ်လာ9.3ဘီလီယံထိခုန်ချမဲ့ရင်းနှီးစကံဟာ2023ဒီဇင်ဘာလမှာတရုတ်မှနောက်ဆက်တွဲသဘောတူညီချက်ဖြင့်အပိတ်တရမဲ့ရက်ကို18လထပ်မံတိုးမြင့်ထားတာကြောင့်ယခုဇွန်လမှာပြသရမှာဖြစ်ပါတယ်။သို့တော်လည်းလက်တွေ့မှာစောက်လို့လုပ်ငန်းများဟာတကူတလီမှာအကောင့်ထဲမပေါ်နိုင်ပေဖြစ်နေတာကိုတွေးနေရတော့ကြောင်းပင်ဖြစ်ပါတယ်။ချန်ရများတဲ့ဆုံဆိုပါဒေတာ အားအလစကာကဲ့သို့ပင်တရုတ်တို့ရောင်းစားရမဟုတ်ငါးချားရမယ်စဉ်းစားလာနိုင်ပါတယ်။ဒါပြင်ရုရှားနဲ့နျူကလ িয়ার ဓာတ်ပေါင်းဖို့ဆိုတာကလည်း ရခိုင်ကလေးကထိုကဲ့သို့သဘောတူညီချက်မျိုး၄ခုထိရှိပြီးဖြစ်ပေမဲ့ရုပ်လုံးပေါ်လာဖို့ကနှီးပင်မနှိမ့်ဆက်သေးပါမိပင်မှန်အောင်မပေးနိုင်တဲ့အနေအထားမှာလူတူကနှစ်သိရန်တော့တာဖြစ်ပြီး၎င်းတို့မှာထိုကဲ့သို့အသေးစားတပ်ပေါင်းမှုတည်ဆောက်ဖို့ငွေချေးရင်ဟာကျွမ်းကျင်တဲ့တပညာရှင်များလည်းမရှိဘူးလို့ဝါရှင်တန်စစ်ကောလေးမှာရှိတဲ့ဗမောကစာကာရီဘူစာကထောက်ပြပါတယ်ထိုစားရုရှားရဲ့ဒရုန်းနှီးပညာများတို့ကပြည်ရင်းမှာထုတ်လုပ်နိုင်ရန်လိုင်စင်ချပေးဖို့မင်းအောင်လိုင်မှာပူတင်ရအဓိကတောင်းဆိုမှသာဖြစ်တယ်လို့ဆိုပါတယ်လက်ရှိရုရှားဒရုန်းများဟာဒေါ်လာရင်းတက်များကိုဟန်တားနိုင်ရေးမှာ ထိရောက်မှုရှိတယ်လို့ယူဆလာတော့ကြောင်းပင်ဖြစ်ပါတယ်။ဒီအုံမှာ၎င်းတို့ရဲ့ကိုကျိုးစီးပွားများလက်ရှိစစ်ပုတ်ချုပ်များမှာဆက်ပြီးတော့ကာကွယ်နိုင်စွဲမရှိလို့စိတ်ထုံထုံချလိုက်ခြင်းမှာချက်ချင်းလိုပြိုလဲသွားမဲ့အနေအထားဖြစ်နေတဲ့နိုင်ဖဲကိုခြင်ထားနိုင်တဲ့ဖြစ်ကိုမင်းအောင်နိုင်တဲ့အဖွဲတို့ကမြေသွုံးမှာနေမတိထိုင်မတာဖြစ်နေပါတယ်။မင်းအောင်နိုင်ကကိုမင်းတို့လာရန်တရုတ်မှာခွင့်ပြုလိုက်ခြင်းကြောင့်ရုရှားဘက်ကလည်းရဲတင်းလာပြီးမော်စကိုထိပင်ပင်ဖိတ်လိုက်ခြင်းနဲ့ဖြစ်ပါတယ်။မင်းအောင်လည်းအဆိုပါခွင့်ရေးကိုအမိရအောင်ချကဒီုံနဲ့ရုရှားအခြားတက်ရှုံနိုင်ရန်ချက်စီခဲ့ခြင်းဖြစ်တယ်လို့ အမေရိကန်ငြိမ်းချမ်းရေးအင်စတီကျူးမှမြန်မာရေးတော်ဝန်ခံခြေဆိုင်တော်ဘက်ကတုံ့တက်ထားပါတယ်။သို့တော်လည်းတရုတ်ဟာနိုင်ငံတော်မှရှိတဲ့ဒိုင်းရင်သားလက်နက်ကိုင်အဖွဲ့တော်တော်များများကိုအောစာညောင်းထားပြီးဖြစ်နေတာကြောင့်မင်းအောင်နိုင်ရဲ့ဗျူဟာအောင်မြင်နိုင်ပွဲမရှိလို့လဲဆိုပါတယ်။ပရက်ရှာဟာတရုတ်ဘက်ကဒေါ်သာထွက်လာမှကိုစိုးတာကြောင့်လက်ရှိတရုတ်မြန်မာနယ်စပ်စည်းရေးနေထားကိုပြောင်းလဲရန်စကူးမရှိသောကြောင့်လည်းဖြစ်တယ်လို့ထောက်ပြခဲ့ပါတယ်။မင်းအောင်နိုင်ဟာလူတို့ကတပြည့်နေချင်းကိုနိုင်ငံတကာကိုအာရုံလွှမ်းနိုင်ရန်ရွေးကောက်ပွဲကိုလုပ်ပေးမယ်လို့ဝါဒပြနေပေမဲ့လည်း၎င်းအားဖေရှားပြည့်ရန်လန်ခင်းပေးတယ်လို့ဖြစ်လာတော့မှကိုတည်ထားပြီးဖြစ်တာကြောင့် န်နိုင်နဲ့များအချိန်ဆဖို့သာချန်စီမှာဖြစ်တယ်လို့မြန်မာအရေးလေးလာသူဤကောပလာစီဘက်ကဆိုပါတယ်။ဒါပြင်၎င်းကတနိုင်ငံလုံးသာမကစစ်တပ်တွင်ရာရှိရာခံများကလည်းရုံချမုံတီးနေကြတာကိုသိရှိပြီးဖြစ်တာကြောင့်လည်းလက်ရှိရာတို့မှဆင်းပေးရန်မြေတို့မှစေကူတဲ့ပင်ထဲမှာမဟုတ်လို့သုံးသပ်ထားပါတယ်။လက်ရှိမှာတော့ဖိလစ်ပိုင်တမရဟောင်းဒူတာတွေကို ICC ဝန်ရမ်းနဲ့ဖမ်းဆီးပြီးနေမကူပဲဟိမာရှိတဲ့နိုင်ငံတကာတရားရုံးတို့လွှဲပြောင်းပေးလိုက်မှုဟာမင်းအောင်နိုင်အတွက်တော့အိမ်မက်စိုးကြီးတပွဲဖြစ်လာနေပါတယ်။ပြည်သူတွေရဲ့ကိုယ်ကံတွန်းလှန်စေမဟုတ်ချအောင်ရမည်ဆိုပြီးရည်သားထားတာပဲဖြစ်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ အခုလိုဆုံးတီနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးထူပဲတင်ရှိပါတယ်။နောက်ထပ်ပြင်ပြပါတဲ့ဒေါ်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစနစ်ပြရှင်လမ်းချမ်းမြေကြပါစေခင်ဗျာ။